အားလုံးမင်္ဂလာပါရှင်ကျမတို့ဒေါက်တာဒွန်ဝင်းမြစ်ဖြစ်ပါတယ်ကျမတို့ဒီနေ့တော့သွေးသွေးလွတ်တကွေးယောဂနဲ့ပတ်သက်ပြီးတော့မှပြောပြချင်ပါတယ်သွေးလွတ်တကွေးဆိုတာကတော့ကျမတို့ dengue virus ပေါ့နော်ဒါလေးကနေပြီးတော့မှဖြစ်တယ်သူ့တော့သေဆောင်လာတာတော့ကျမတို့ aedes ချင်းနေပေါ့အထူးသဖြင့်ကတော့ကျမတို့ရနေ့လယ်မှာကြိုက်တဲ့ချင်းလို့ပြောလို့ရပါတယ်ဒါကြောင့်မလို့ကလေးတွေကိုဆိုလို့ရှိရင်ဒါပေါ့နော်သွေးလွတ်တကွေးဖြစ်ပြီးဆိုလို့ရှိရင်ဒါအဖျားကြီးတာမျိုးလို့နောက်သိပ်ပြီးတော့မှဆိုးသွားတာမျိုးဆိုရှက် shock ရတဲ့အထိပေါ့သေဆုံးသွားတဲ့အထိတွေဖြစ်တတ်ပါတယ်ဒါကြောင့်မလို့ကိုယ်ရရဲ့ကလေးတွေကိုမှဆိုလို့ရှိရင် င်ကျမတို့မောင်နေ့လယ်မှာအိတ်တဲ့အခါမှာဆိုရှင်ချက်နောင်လေးချပေးထားတာမျိုးတို့နောက်တော့မှအင်ဂျီတွေလက်ရှိဝတ်ထားပေးတာမျိုးတို့ပေါ့နော်ဒါမျိုးလေးတွေကျမတို့လုပ်ပေးပါနောက်တော့မှဘေးပတ်ဝန်းကျင်တွေမှာအနေနဲ့ဆိုလို့ရှင်လဲပေါ့နော်ဟောစာပေါ့ဒီရေတွေအဓိကနေပြီးတော့မှချင်းတွေပောက်ွားတာဖြစ်တဲ့ကြောင့်မလို့ကျမတို့ဒါရေဘူးတွေဆိုရှင်လဲရမယ်သွန်ရမယ်နော်နောက်ပြီးတော့မှအစ်စ်တွေလဲပေးရမယ်ပေါ့ဒါလေးတွေလည်းဘေးပတ်ဝန်းကျင်မှာဆိုလို့ရှင်ဒါတန့်ရှင်းအောင်လုပ်ပေးတင်ပါတယ်မြောင်းတွေမှာဆိုလို့ရှင်လဲပေါ့နော်ဒါမြောင်းတွေဆိုအမြဲတမ်းပေါ့တပတ်တစ်ခါလောက်ကဆိုရှင်အမြဲတမ်းတန့်ရှင်းအောင်လုပ်ပေးနေတယ် ဆိုတော့ဒါဒီချင်းนี่မခုကတ်နိုင်ဘူးဆိုလို့ရှိရင်တော့ဒါသွေးလွန်ရုပ်ကွေးတုပ်ကွေးယောဂါကနေပြီးတော့မှကလေးလေးတွေအတွက်ကဆိုရှင်ကင်းဝေးသွားမှာဖြစ်ပါတယ်ရှင်အားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်